လင်္ကာပလဲပန်း channel တက်ကို TM Media ကထပ်မံဖွင့်လှစ်လိုက်ပါပြီ။လင်္ကာပလဲပန်းဆိုတာကမြန်မာစာမြန်မာစကားရဲ့ဟောဟာရရင်းမြစ်ရဲ့စာပေရတ္တရီရဲ့ကိုတင်ပြပေးနေတဲ့မြန်မာစာအကြောင်းအစီအစဉ်တွေပါ။ဒီ season ကိုကျွန်တော် BBC မှာရှင်းစဉ်ကလေးကဖန်တီးခဲ့တာဖြစ်ပြီးတော့ပိသက်အပေထောက်ခံမှုတောက်ဆုံမှုတွေအများပြားရရှိတဲ့အစီအစဉ်လည်းဖြစ်ပါတယ်။ တန်ဃာတွေတောင်မှပုံမှန်နားထောင်တာအားပေးတာမေကွန်းပို့ပြီးတော့မေးမြန်းတာတွေရှိခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့တန်ဃာတွေရဲ့ဘာသာရေးစာမေးပွဲတွေမှာတောင်မှအလင်္ကာပလဲပန်းတွေကအเจ้าရတွေကိုမေကွန်းနဲ့ထည့်သွင်းမေးမြန်းတာတွေရှိခဲ့လို့ပါ။အရင်ကတော့မေကွန်းတချို့ကိုတောင်မှကျွန်တော်တိတ်ထားပူပါတယ်။လူပိတ်သက်တွေထဲမှာဆိုလို့ရှိရင်လဲចောင်းသားចောင်းဆရာစာပေသမားအစုံလင်ပါဝင်ကြပါတယ်။အဲ့လိုလူနဲ့တန်ဃာအများရဲ့ တောက်ဆိုချက်ကြောင့်ပဲအခု YouTube channel အသစ်ကိုဖွင့်လိုက်တာပါဒါပေမဲ့အခု YouTube channel အသစ်ဖွင့်လိုက်ချိန်မှာကြည့်ရှုသူနားထောင်သူအရေးအတွက်ဟာ BBC မှာတုန်းကနဲ့နိုင်စာမယ်ဆိုရင်တော်တော်ကြီးကိုနဲလွန်းနေပါတယ်အကြောင်းရင်းကတော့ကျွန်တော် YouTube channel ကအသစ်ဖြစ်ပြီးလူအများစီမရောက်သေးလို့ကြည့်တဲ့သူနဲနေသေးတယ်အဲ့လိုသဘောပေါက်မိပါတယ်ဒီအကြောင်းအရာတွေဟာမြန်မာစာမြန်မာစကားကိုအသုံးပြုနေတဲ့သူတိုင်းအတွက်တိတ်ဖို့တန်တဲ့အကြောင်းအရာတွေမို့လို့နိုင်ငံရေးသုံးသက်ချက်ကြည့်နေတဲ့ပိတ်သက်တွေပါလာကြည့်ကြဖို့ဖိတ်ခေါ်ပါရစေခင်ဗျာ တိတ်အဖိုးတန်တဲ့အကြောင်းအရာတွေဆိုတာကကို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 အထင်ကြီးပြီးတော့အမွန်းတင်နေတယ်လို့မထင်စေချင်ပါဘူးအကြောင်းအရာအားလုံးလို့ဟာကျွန်တော်တူရဲအမြင်ကျွန်တော်တူရဲသဘောထားကျွန်တော်တူရဲရဲ့အသိဉာဏ်နဲ့ပြောဆိုနေတာတွေတက်တက်မဟုတ်ပါဘူးဆရာကြီးတွေကိုမေးမြန်းပြီးတော့ပြန်လဲမျှဝေတင်ဆက်ပေးနေတာပါဆရာကြီးတွေဆိုတဲ့အထက်မှာမြန်မာစာတပ်ပုံချမ်းကိုအဓိကဥဆောင်ပြုစုတဲ့သူဖြစ်တယ်လို့မြန်မာဗိဒံပြုစုရေးမှာလဲခေါင်းဆောင်တွေကတယောက်ဖြစ်တဲ့ဆရာဦးထွန်းတက် မေရိကန်ပြည်တော်စုအီလီရိုင်းတက္ကသိုလ်ကအငိမ့်စားမြန်မာစာပေါမောက်ခဆရာဦးစောထွန်းဘာသာပေရကိုအထုလေးလာကျွမ်းကျင်သူတယောက်ဖြစ်တဲ့ဆရာမောင်သာနိုးကြပြဆရာကိုလေးအင်းဝဂုံကြီးဂုံတူးဦးသိန်းနိုင်လှတော်စကားတွေကိုပြုစုတဲ့ဆရာအောင်နိုင်မန်တက္ကသိုလ်ကြပြဆရာဦးအပ်မောင် ရခိုင်သူတွေဒီပေါမောက်ခဒေါက်တာအေးကျော်စတဲ့သူတွေအပြစ်မှာတခြားကျွမ်းကျင်သူပညာရှင်တွေလည်းပါဝင်ကြပါတယ်ကျွန်တော်မြန်မာစာဟောတာရင်းမြစ်တွေအကြောင်းကို ပြောထားတာ နားထောင်ပြီးတော့တချို့ကတပ်ပုံအကြောင်းပြောနေတာပဲလို့ထင်တတ်ကြပါတယ်တပ်ပုံအကြောင်းလဲဟုတ်တဲ့သလားဟုတ်ပါတယ်ဒါပေမဲ့တစ်ထက်ပို့ပြီးတော့လေးနဲ့ပါတယ်ကျွန်တော်တို့ပြောနေတဲ့မြန်မာစကားလုံးတစ်လုံးဟာဘလို့အနှစ်တိတ်ပဲရှိတယ်လေမူရင်းကဘာလဲဘာကြောင့်ဒီလိုစလုံးပေါင်းနေတာလဲဆိုတာကိုရှင်းပြနေတာပါတပ်ပုံဆိုတာအရင်ကဒီလိုပေါင်းလို့အခုလည်းဒီလိုပေါင်းရတယ်ဆိုတာမျိုးမဟုတ်ပါဘူးဘာကြောင့်ဒီလိုစလုံးပေါင်းရတယ်လဲဆိုတော့အကြောင်းရင်းတည်တည်ချာချာရှိပါတယ်အဲ့ဒါကိုသိဖို့အရေးကြီးပါတယ်အဲ့ဒါမှကိုစကားကိုစာပေကို နားလည်နိုင်မှာပါဒီနေ့ခေတ်မှာမီဒီယာအားလုံးလိုလိုဟာနိုင်ငံတွေသို့မဟုတ်အဖွဲ့အစည်းတွေရဲ့ဗန္ဒာရေးထောက်ပံ့မှုနဲ့ရပ်တည်နေကြပါတယ်တချို့ဆိုလို့ရှိရင်စေအုပ်စုရဲ့ထောက်ပံ့ခြင်းရယူနေတာလည်းရှိပါတယ်တချို့လဲ NUG ကထောက်ပံ့ခြင်းကိုအတန်အသင့်ရကြတယ်လို့ကြားမိတာမျိုးရှိပါတယ်ကျွန်တော်တို့ TM Media ဟာအခုတက်သည့်ဘဲကထောက်ပံ့ခြင်းမှရယူထားတာမရှိသေးပါဘူးယူတဲ့လူတွေကိုကျွန်တော်အပြစ်တင်နေတာမဟုတ်ပါဘူးကျွန်တော်တို့ကိုယ်တိုင်လည်း ြာကြာတောင့်ခံနိုင်ဖို့မသေးကြပါဘူး။ဒါပေမဲ့တက်နိုင်သမျှအချင်းကြာကြာလွတ်လပ်အမိကိုကင်းကျင်တဲ့ဆန္ဒရှိတဲ့အတွက်ဘု து လှူဒန်းငွေပေါ်မှာမှလုံလုံရရမိကိုအားထားနေတာမျိုးမဟုတ်ဘဲကိုယ်ဝင်ငွေငွေနဲ့ကိုရက်တည်နိုင်ဖို့ကြိုးစားနေပါလေ။ပြည်သူလူထုရဲ့ထောက်ပံ့မှုနဲ့ရက်တည်နိုင်ဖို့ကြိုးစားနေပါလေ။အဲ့ဒီအတွက်အခက်အခဲကြီးကြီးမားမားရှိပါတယ်။ပင်ပန်းပါတယ်။ကျွန်တော်တို့ဘလုံနီးနဲ့ငွေလူတန်းရမလဲဆိုပြီးတော့လာပြီးတော့မေးကြတဲ့သူတွေလည်းပိတ်သက်ထဲကနေတော်တော်များများတွေ့ရပါတယ် ကျွန်တော်စီကိုစားဖို့ပြီးတော့မေးမြန်းကြတာပါငွေမလူနိုင်ရင်တောင်မှကျွန်တော်ကိုကုညီရလက်ရောက်ပြီးတော့ကိုနဲ့ကိုရဲ့အတိုင်းဝိုင်းအတွက်လည်းအကျိုးရှိအောင်ကိုနဲ့နီးစပ်တဲ့သူတွေလင်္ကာပလဲပန်း channel subscribe လုပ်ကြဖို့ကြည့်ရှုကြဖို့တိုက်တွန်းပေးကြပါလို့ပန်ကြားပါတယ်မြန်မာစကားပြောသူတွေအတွက်အမှန်တကယ်တန်ဖိုးလက်ရှိအကျိုးလက်ရှိပြီးတည်တည်တည်တိုက်တဲ့အကြောင်းအရာအများပြားကိုအလင်္ကာပလဲပတ်မှာတင်ပြနေတယ်ဆိုတာကိုလာပြီးတော့ကြည့်လိုက်နားထောင်လိုက်မယ်ဆိုလို့ရှိရင် သဘောပေါက်သွားကြပါလိမ့်မယ် channel ရဲ့လိပ်စာက youtube.com/alingabar ဖြစ်ပါတယ် a l i n k a r b u r alingabar ပါအောက်မှာလည်း link ချပေးပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ